Hello မြန်မာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က copyright အကျင့်အထိမှ page quality အဝါရံဖြစ်နေတယ်ဒီအဝါရံနဲ့အစိမ်းရံဖြစ်အောင်ဘယ်လိုပြင်ပြသွားရမလဲ Facebook တိမို့ဘယ်လို request တွေပြင်ပြီးသွားရမလဲဆိုပြီးဒီ video မှာအလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြရှင်းပြပေးပါမယ်ပထမ video မှာဒီ page online မသိနားမလဲပဲဘယ်လိုအမားမျိုးလုပ်ခဲ့မိတဲ့သူကြောင့်မို့ copyright လို့ page quality အဝါရံဖြစ်သွားခဲ့တယ်ဘယ်လို fix လုပ်ပြီးသွားရမလဲဘယ်လို setup လုပ်ပြီးသွားရမလဲဆိုပြီး part 1 video မှာကျွန်တော်ပြောပြရှင်းပြပေးထားတယ်ဒီ part 2 video မှာတော့ကျွန်တော်ဒီ page quality အဝါရံနဲ့အစိမ်းရံ ုပ်ဖို့လုံးကြီးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်ပထမတော့ကသူ service add on ဆိုရင်သူရဲ့ဒီ page not page not recommendation ဖြစ်နေတယ် monitoring registry ဖြစ်နေတဲ့ဥစ္စာလေပြုပြင်ပြီးနောက်ပိုင်း setting setup ပြင်ပြီးနောက်ပိုင်းမှာ page is recommendation နဲ့ enable ဖြစ်လာတယ် monitoring ကလည်း enable ဖြစ်လာတဲ့အတွက်ကြောင့် page က rich englishman ပိုင်းမှာတော်တော်လေးကိုအဆင်ပြေလာပါတယ်အဲ့အတွက်ကျွန်တော်တို့ဒီ page ကိုဘယ်လို request တွေပြုတင်ပြီးတွားရမလဲဆိုကျွန်တော်တို့ step by step တွားလိုက်ရအောင်အဲ့အတွက်ကျွန်တော်ပြန်မှာ page home တစ်ချက်လာလိုက်ပါမယ် page home လာလိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ affiliate တင်ဖို့ဆိုကျွန်တော်ဒီဘက်မှာ စာသားတွေအများကြီးလုတ်ပြီးထားတာရှိရတော့ကျွန်တော်ဒီစာသားကိုကျွန်တော်ပြန် edit လုပ်ပြီးသွားမယ်အတွက်ကျွန်တော်အင်ဆုံးကျွန်တော်ဒီ Facebook page ရဲ့ link ကိုတစ်ချက် copy ကူးရပါမယ်ခင်ဗျာနော် link copy ကူးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဖက်တစ်ချက်လာပြီးဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးမှာကျွန်တော် page link ဆိုတဲ့နာမည်တစ်ချက် page လို့ထည့်မယ်ပြီးလို့ရှိရင်လည်းဒီဥစ္စာလေးကျွန်တော်တို့ request view တင်ပြီးသွားမယ်အတွက်ကျွန်တော်ဒီညမှာလည်း page လို့ပြီးထည့်လိုက်ပါမယ်ခင်ဗျာနော်ပြီးရင်လည်းအောက်စင်တော့ခဲ့ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဒီနေရာမှာလည်းနည်းနည်းလို့တော့ပေါ့နော်ကျွန်တော်ဒီမှာနည်းနည်း edit လောက်သွားရှိရဲကျွန်တော်ဒီမှာ red ဆိုတဲ့နေရာမှာကျွန်တော်တို့ yellow ဆိုပြီးတွားရပါမယ်ခင်ဗျာနော် ကျွန်တော်တို့ဒီမှာရေလို့ရေးပြီးသွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ဆုံးသားလေးမစင်ကျွန်တော်တို့ page name ထည့်သွားမယ်အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ page name ကျွန်တော်တစ်ချက်သွားကြည့်ပါ page name ဒီဥစ္စာဖြစ်တဲ့ကြောင့်ဒီဥစ္စာတစ်ချက် copy ကူးမယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီဥစ္စာမှာဆိုလို့ရှိရင် page ရဲ့ဒီမှာစင်အောက်ဆုံးနံပါတ်သူ့ရဲ့ URL link ရှိတဲ့အတွက်ကြောင့်မို့သူတို့ရဲ့ user name ကို copy ကူးပြီးမှထည့်လိုက်ပါမယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီ page name ဆိုတဲ့နေရာမှာတစ်ချက်ကျွန်တော် page name ဆိုတဲ့နေရာမှာပါနော် user name တစ်ချက်ထည့်လိုက်ပါမယ်ခင်ဗျာအဲ့အတွက်ကျွန်တော်ဒီမှာ page လုပ်မယ် user name ကဘယ်လို user ကျွန်တော်ဒီ share ရဲ့ဒီဒီမင်းဆောင်နားလေးရနဲ့တစ်ချက်ကျွန်တော်တို့ဒီဖြတ်ထုတ်လိုက်ပါမယ်ခင်ဗျာနော်ဒီဘက်ကဖြတ်ထုတ်အဲ့ဒါသူ့ရဲ့ user name ဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ ဘယ် admin နဲ့ကျွန်တော် request တပြုတ်တင်မှာလဲကျွန်တော်တို့ admin နာမည်ကျွန်တော်ရေးပြီးထည့်သွားရပါမယ်အဲ့အတွက်ကျွန်တော်တို့ကျွန်တော်တင်မဲ့ admin account နာမည်ကျွန်တော်တစ်ချက်ပြပေးပါမယ်ခင်ဗျာနော်ကျွန်တော်တို့တည်တဲ့အတိုင်းပဲဘာလို့စင်အားလုံးကို step by step ပြပေးတာပို့မှအဆင်ပြေတဲ့အတွက်ကြောင့်မို့ပြီးတစ်ချက်နေမှာဆိုကျွန်တော်ကျွန်တော်ဒီမှာဖြိုးဆော်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေရာမှာဖြိုးဆော်ဆိုမှရေးပြီးမှထည့်လိုက်ပါမယ်ခင်ဗျာနော် okay ကျွန်တော်ဒီ user အားလုံးထည့်လို့ပြီးသားခဲ့ပြီဆိုရင်တော့ကျွန်တော်တို့ request တပြုတ်တင်ဖို့ဆိုရင်ကျွန်တော်ဒီအပေါ်မှာ link လေးကျွန်တော်တစ်ချက် copy ကူပြီးတွားရပါမယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီမှာဆိုရင် copyright တစ်ချိန်ထိတာတဲ့အတွက်ကြောင့်ဒီ copyright ဆိုတဲ့ it. Uh -huh. link ကိုတစ်ချက် copy ကူးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ chrome browser မှာကိုယ့်ရဲ့ facebook account ကို login ဝင်သွားရပါမယ်ခင်ဗျာနော်ကိုယ့်ရဲ့ admin account ကို login ဝင်သွားရပါမယ်ကျွန်တော်တော့ login ဝင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေ့တစ်ချက်သွားလိုက်ပါမယ်ကိုယ့်ရဲ့ facebook account ကဒီ chrome browser မှာ login ဝင်ပါကျွန်တော်ဒီမှာတစ်ချက်ပြပြီးမယ်ကျွန်တော်ဒီမှာဆိုရင်အရင်ဆုံး login ဝင်ထားတဲ့ chrome browser မှာအဲ့အတွက်ကျွန်တော်ဒီကနေ request view တင်သွားမှာပေါ့နော်ကျွန်တော်ဒီ facebook app ကနေ request view သွားတင်လို့မရပါဘူးနော်ကျွန်တော်ဥစ္စာဆိုကျွန်တော်ဒီဖက်မှာဆိုရင် plus icon ရှိတဲ့တစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုအခုနောက် copy ကူးလိုက်တဲ့ link ကို paste လုပ်ပြီးမှထ က်လိုက်ပါမယ်ပြီးကျွန်တော် send ဆိုတဲ့ navy မှာတွားလိုက်ပါမယ်ခင်ဗျာနော်ဒီ setup ရလာခဲ့ပြီဆိုကျွန်တော်ဒီ from တစ်ချက်ရွေးပြီးမှတွားလိုက်ပါမယ် from တစ်ချက်ရွေးပြီးတွားခဲ့ပြီဆိုရင်ကျွန်တော်ဒီနေရာမှာဒီဥစ္စာလေးကိုကျွန်တော်တစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုအခုနောက်တန်းကျွန်တော်တို့ patient နာမည်ထည့်မယ်အတွက်ကြောင့်မို့ပြန်မှာ default တစ်ချက်တွားလိုက်ပါမယ်ပြလို့ရှိရင်တော့ကျွန်တော်ဒီ Facebook ဒီ page တို့တစ်ချက်သွားမယ်ပြလို့ရှိရင်ကျွန်တော်ဒီမှာ page ရဲ့ URL ကိုတစ်ချက် copy ကူးရပါမယ်ခင်ဗျာနော် coffee ကုလို့ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီဖက်မှာတစ်ချက်လာပြီးမှဒီအပေါ်ဆုံးနေမှာကျွန်တော်တို့အခုနကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်တို့ user name ထည့်မဲ့အတွက်ကြောင့်မို့ဒီဥစ္စာအားလုံးဖြတ်ထုတ်လိုက်ပါမယ်။ပြီးကျွန်တော်လက်ရှိသုံးနေတဲ့ email ကျွန်တော်တစ်ခုထည့်သွားရမယ်အတွက်ကြောင့်မို့ကျွန်တော်လက်ရှိသုံးနေတဲ့ email ကျွန်တော်တစ်ခုရှာလိုက်ပါမယ်။ အားလုံးဒီပုံစံအတိုင်း step by step လုပ်ဆောင်သွားပါခင်ဗျာနော်အဲ့တွဲကျွန်တော်တို့ဒီမှာတစ်ချက်ပြန်လာမှာကျွန်တော်အခုန copy ကုလား gmail page လို့ထည့်မယ်ပြီးကျွန်တော်ဒီ user တစ်ချက်နေမှာကျွန်တော်ဒီမှာ solution တော့ကျွန်တော် affiliate တင်ရမယ် page ရဲ့ url link တစ်ချက်ပြန် copy ကုရပါမယ်ခင်ဗျာနော်ဖုန်းနဲ့ကျွန်တော်နည်းနည်းရှုပ်တယ်တီးခံပြီးမှကြည့်ပေးပါခင်ဗျာနော်တစ်ချိန်နဲ့နားမလဲဆိုရင်နောက်တစ်ချိန်ပြန်ကြည့်ပေးပါပြီးလို့ရှိရင်ကျွန်တော်ဒီမှာ request view တင်မှာစတာထည့်သွားမယ်အတွက်ကြောင့်ကျွန်တော်ပြန်မှာအခုနောက်တော့ ကျွန်တော်ဒီမှာထည့်ထားတဲ့ဥစ္စာပေါ့နော်ကျွန်တော်ဘယ်ဥစ္စာထည့်သွားရမလဲဆိုရင်တော့ပထမတစ်ခုမှဆိုရင်ကျွန်တော်ဒီဥစ္စာလေး copy ကူပြီးထည့်သွားမယ်ကျွန်တော်ဒီဥစ္စာမဆိုကျွန်တော်အခုနောက်တော့က your link ပညာအားလုံးထည့်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ဒီဥစ္စာလေးအလွယ်တကူ copy ကူမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်တစ်ချက်ပြန်သွားပြီးမှကျွန်တော်ဒီနေရာမှာ page လို့ထည့်မယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီ page quality အဝိုင်းဖြစ်တဲ့ second shot ဆွဲပြီးမှကျွန်တော်ဒီ chunk fan ဆိုတဲ့နေရာတစ်ချက်ရွေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်ပြီးရင်တော့ကျွန်တော်ဒီတက်ပွန်ထည့်မယ်အတွက်ကြောင့်မို့ကျွန်တော်ဒီနေရာမှာတက်ပွန်တစ်ချက်ရွေးပြီးသွားပါမယ် ကျွန်တော်ဒီမှာပေါ့နော်အခုနောက်တော့ကျွန်တော်ဆွဲထားအောင်စာဖြစ်တဲ့ဒီမှာကျွန်တော်တစ်ချက်ထည့်လိုက်မယ်ထည့်လို့ပြီးသားခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်နည်းနည်းချင်းချုပ်ပြီးမှကျွန်တော်နည်းနည်းအောက်ဆင်းသွားမယ်ဒီဖက်သွားမယ်ဆိုကျွန်တော်ဒီမှာ send ဆိုတော့ option ရှိရဲ့ဒီဥစ္စာကျွန်တော်တစ်ချက်နှိပ်ပြီးမှသွားရပါမယ်နော်ဒီစာနှိပ်သွားခဲ့ပြီဆိုအခုနောက်ကျွန်တော်ထည့်လိုက်တဲ့ gmail မှာ code 6လုံးကြမယ်အတွက်ကျွန်တော်အဲ့ဒီ code 6လုံးကျွန်တော်တစ်ချက် copy ကူးပြီးမှထည့်သွားရပါမယ်အဲ့တော့ကျွန်တော်ပြန်မှ gmail လို့တစ်ချက်လာမယ် ကျွန်မ Gmail ချလာခဲ့ပြီဆိုကျွန်တော်ဒီဥစ္စာလေးတောင်တစ်ချက် copy ကူးမယ်ခင်ဗျာနော် copy ကူးပြီးဆိုရင်ကျွန်တော်အခုနောက်နေရာတစ်ချက်ပြန်သွားမှာဒီ collect လေးမှာ page လုပ်ပြီးထည့်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ page ဆွဲမယ်ဆို confirm ဆိုရှိရယ် confirm ပါနော်ဒီဥစ္စာတစ်ချက်နှိပ်ပြီးတော်လိုက်ပါမယ်အချင်းလေး process အနေငယ် running ဖြစ်တဲ့အတွက်အချင်းလေးစောင့်ပြီးမှချက်ချင်းကျွန်တော်ထွက်တော်လို့မြောက်ချက်ချင်းထွက်တော့မယ်ဆိုရင် Facebook team ထဲ review review ရောက်မသွားတဲ့အတွက်ကြောင့်မို့ နည်းနည်းအခက်အခဲဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာဒီနည်းနည်းလေး process ရှိရကျွန်တော် i'm not robot to verify လို့ပြီးသွားမယ်ပြီးကျွန်တော်ဒီအောက်က submit ဆိုတဲ့ option ကိုနှိပ်ပြီးမှသွားလိုက်ပါမယ်ခင်ဗျာနော်အခုလို့ကျွန်တော်နှိပ်လို့ပြီးသွားခဲ့ပြီဆိုရင်လည်းအချိန်လေးခဏစောင့်ပြရမယ်ချက်ချင်းကျွန်တော်ထွက်သွားလို့မရပါဘူးခင်ဗျာနော်ဒီနေရာခဏစောင့်မယ်ပြီးပြီးဆိုရင်ကျွန်တော်ဒုတိယတတိယ link ကကျွန်တော်တစ်ဆင့်ပြန်မှာ request ဆက်ပြတင်ပြီးသွားရပါမယ်ကျွန်တော်ဒီဥစ္စာကိုမှာပေါ့နော် successfully ဖြစ်သွားခဲ့ပြီဆိုမှတန်း okay တစ်ချက်ပြန်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီဖက်မှာတစ်ချက်ပြန်သွားမယ် ပြန်သွားပြီဆိုရင်ကျွန်တော်ဒီ note ထဲပြန်လာမှာပေါ့နော်ပြန်အပေါ်ဆုံးတစ်ချက်ပြန်သွားပြီးမှကျွန်တော်တို့ကျွန်တော်တို့ဒုတိယ step အနေနဲ့ကျွန်တော်ဒီအပေါ်ဆုံး link ကိုကျွန်တော်တစ်ချက် copy ကူးမှထည့်သွားရပါမယ်ခင်ဗျာနော်ဒီအပေါ်ဆုံး link တစ်ချက် copy ကူးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဖက်တစ်ချက်ပြန်လာပြီးမှဆိုကျွန်တော်ဒီ plus icon တစ်ချက်နှိပ်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ page လို့ထည့်လိုက်ပါမယ်နော်ပြီးရင်ကျွန်တော်ဒီ user တစ်ချက်ထောက်လိုက်ပါမယ် ခိုင်းစင်ကျွန်တော် laptop PC နဲ့ပြတဲ့အတွက်ကြောင့်ကျွန်တော်တော်တော်လွယ်ကူတယ်ဒါပေမဲ့ဒီဖုန်းနဲ့ကျတော့လှုပ်လေးလှုပ်ထားမရှိတော့အချင်းအနှဲငယ်ကြတာ process လေးတွေပေါ့နော်ပြီးလို့ရှိရင်ဖုန်းနဲ့ internet နေကွေးမှုကြောင့်နည်းနည်းတော့ကြတယ်ကျွန်တော်ဒီမှာဒီလိုလေးပေါ်လာခဲ့ပြီဆိုရင်ကျွန်တော်နည်းနည်းလေးအောက်ဆင်းသွားလိုက်ပါမယ်ခင်ဗျာနော်ကျွန်တော်ဒီအပေါ်မှာဆိုရင်တော့ကြော်ညာလေးဖုန်းနဲ့ရှိတယ်ကျွန်တော်ကျွန်တော်ချက်ချင်းနေမှာကြော်ညာလေးကျွန်တော်ဖြတ်ထုတ်လိုက်မယ်ဖြတ်ထုတ်ပြီးဆိုကျွန်တော်နည်းနည်းအောက်ဆင်းသွားမယ် နည်းနည်းအောင်စဉ်းစားခဲ့ဒီ OSS စာရဲ့အားလုံးကဒီဘာမလို translate ပြန်မှာအားလုံး fat တော်လို့ရပါတယ်အင်္ဂလိပ်လို fat ကျွန်းချင်တယ်ဆိုတော့ fat တော်လို့ရတယ်ဒီ OSS ကျွန်တော်ပြောပြမယ်စဉ်ဗီဒီယိုအရင်ရှိသွားမယ်အတွက်ကျွန်တော်ကိုယ်ကိုယ်တိုင်ဖတ်ပြီးမှတော်လိုက်ပါခင်ဗျာနော် Okay ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ဒီပေါ့နော်ဒီ salon အနီးရလေးနဲ့ Facebook page affiliate from the CEO ဒီ OSS ကျွန်တော်တစ်ချက်ပြန်ထောက်ရပါမယ် ထားလိုက်ပြီဆိုကျွန်တော်ဒီပုံစံပေါ်လာခဲ့ပြီဆိုဒီကိုဆိုကျွန်တော်တစ်ချက် select လုပ်ပြီးမှကျွန်တော်ဒီမှာဆိုရင်တော့ဘယ်အတွက်ကျွန်တော်ဖြစ်တာလဲ page ဆိုလို့ရှိရင်ကျွန်တော် page ကိုတစ်ချက်ရွေးပြီးသွားပါပြီးလို့ရှိရင်ကျွန်တော်ဖြစ်တဲ့ error ရေးပြီးသွားမယ့်အတွက်ကြောင့်ကျွန်တော်ရေးထားပြီးသားဥစ္စာရှိရတဲ့အတွက်ကြောင့်ကျွန်တော်ဒီဖက်တစ်ချက်ပြန်လာပြီးမှကျွန်တော်အောက်ဆုံးအစာသားကိုကျွန်တော်တစ်ချက် copy ပြီးပြီးသွားရပါမယ်နော်ဒီစာသားလေးပေါ့လေကျွန်တော် select လုပ်မယ် okay ပြီးရင်ကျွန်တော်တစ်ချက် copy ဆွဲမယ်ဆွဲပြီးတော့ခဲ့ပြီးစင်ကျွန်တော်ဒီနေရာတစ်ချက်ပြန်လာမယ်ခင်ဗျာနော် ကျွန်တော်ဒီမှာအားလုံးထည့်လို့ပြီးတော့ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနည်းနည်းလေးအောက်ဆင်းသွားလိုက်မှာကီးဘုတ်ကျွန်တော်အောက်ချပြီးမှာအောက်ကနေ send ဆိုတဲ့ option ကိုကျွန်တော်တစ်ချက်နှိပ်ပြီးမှသွားလိုက်ပါမယ်။ဒါကြတော့ဒုတိယ step အနေနဲ့ကျွန်တော် request တွေပြတင်အောင်မြင်သွားခဲ့ပါပြီ။ဒီ setup ပြီးတော့ခဲ့ပြီဆိုရင်တော့နောက်ဆုံးတင်နေရကျွန်တော်ပြန်မှာ Facebook app တွေတစ်ချက်ပြန်သွားမယ်။ Facebook app တွေတစ်ချက်ပြန်သွားပြီးဆိုရင်တော့ကျွန်တော်ဒီဘက်မှာ Helen support ကျွန်တော်တစ်ချက်ရှာပြီးသွားရပါမယ်နော်။ဒီဖက်လာပြီးဆိုရင်ကျွန်တော်နည်းနည်းအောက်ဆင်းတော့ခဲ့ပြီဆိုကျွန်တော်ဒီမှာ Helen Sports ရဲ့တစ်ချက်ပြန်ထောက်လိုက်ပါမယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ နည်းနည်းအောက်ဆင်းသားဖြစ်သော report problem ရှိရပြီးကျွန်တော်ဒီဥစ္စာတစ်ချက် okay နေလဲပါမယ်ပြီးတော့ကျွန်တော်ဒီ auger continue to report ဆိုတစ်ချက်ပြန်မထောက်ပြီးသွားပါမယ် ကျွန်တော်ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုရင်လည်းကျွန်တော်ဒီအပြာရောင်လေးဥစ္စာကျွန်တော်တစ်ချက်ပြန်ထောက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ page ကဖြစ်တဲ့အတွက်ကျွန်တော်တို့ကျွန်တော် page ကိုတစ်ချက်ပြန်ယူပြီးသွားမယ်ပြီးလို့ရှိရင်ဒီမှာဖြစ်ဖြစ်တဲ့ issue နဲ့ပတ်သက်တဲ့စာသားကိုကျွန်တော်တစ်ချက်ထည့်သွားမယ်အတွက်ကြောင့်အဲ့အတွက်ကျွန်တော်စာကိုကျွန်တော်တစ်ချက် copy ပြုလိုက်ပါမယ်အဲ့အတွက်ကျွန်တော်ဒီမှာဒီအပေါ်ဆုံးစာသားလေးပဲကျွန်တော်တစ်ချက်ပြန် copy ပြုမှထည့်ရပါမယ်ခင်ဗျာနော်ထည့်ပြီးဆိုရင်ကျွန်တော်တစ်ချက် copy ပြုမယ် ပြီးလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက် pitch လုပ်ပြီးမှထည့်လိုက်ပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော် second shot ထည့်မယ်တော့ကျွန်တော် second shot ကျွန်တော်တစ်ချက်တော့ရေးလိုက်ပါမယ်ကျွန်တော်ဒီ awesome machine နဲ့ကျွန်တော်ဒီ pitch quality အဝိုင်းဖြစ်တဲ့ second shot attach လုပ်ပြီးတော့ပါကျွန်တော်ဘက်က attach လုပ်လုပ်ပြီးတော့ခဲ့တဲ့အတွက်ကျွန်တော်အပေါ်ကကျွန်တော် send ဆိုတော့ option ကျွန်တော်တစ်ချက်နှိပ်ပြီးတော့လိုက်မယ်အခုလိုမျိုးကျွန်တော်တို့လုပ်လုပ်ပြီးတော့ခဲ့ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီ pitch မှာ post content လေးတွေပုံမှန်လေးတင်ပြီးတော့ရပါမယ်ခင်ဗျာနော်ကျွန်တော် pitch ကို request view မတက်ခင်ဘာတွေလုပ်ဆောင်တော့ရလဲဆိုကျွန်တော်တစ်ချက်ပြပြပေးမယ်အိမ်စွန်းကျွန်တော် pitch မှာ copy post copy content တင်ထားတဲ့အတိုင်းပဲ copyright မလာတော့အဲ့ဒီ post တွေရှိတယ်ကိုကတိတယ်ဆိုရင်အဲ့ဒီ post content တွေဖြတ်မယ်ဖြတ်ပြီးတက်ခဲ့ပြီဆိုရင် page မှာတိနေတဲ့ copyright content တွေဖြတ်ပြီးတက်ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ page မှာ admin အတိတ်ခံမယ်အဲ့ဒီ admin အတိတ်နဲ့ post တင်တာတစ်ပတ်နှစ်ပတ်ပြည့်တက်ခဲ့ပြီဆိုရင်အဲ့ဒါမှ request တွေတင်လို့ရတယ်ချက်ချင်းတော့မှ request တွေတင်မယ်ဆိုရင်အကျိုးတရားမှုလုံးဝလုံးဝမရှိဘူးအဲ့တွက်ကျွန်တော်တို့အနည်းဆုံးတစ်ပတ်နှစ်ပတ်လောက် post တင်လို့ပြီးတက်ခဲ့ပြီတစ်ပတ်နှစ်ပတ်စောင့်ပြီးမယ်အဲ့ဒါမှ request တွေတင်ပြီးတောင်းမယ်ဆိုရင်100%ထိရမှုရှိတယ်100%ဒီ page ကပြန်မှာအဝ ွာရောင်နဲ့လုံးဝပြန်မစိမ့်လာခဲ့ပါမယ်ချက်ချင်းတော့မစိမ့်ဘူးဒါပေမဲ့အချိန်တော့အနည်းငယ်တော့ပြီးရပါတယ်ခင်ဗျာနော်အခုဒီ page ဆိုလို့ရှိရင်တော့ page ရဲ့ rich အပိုင်း englishman အပိုင်းမှာဆိုရင်လည်းတော်တော်လေးကိုအဆင်ပြေလာတယ်ကျွန်တော်ဒီအောက်မှာဆိုလို့ရှိရင်တော့ ပထမဆက်ဆက်ချင်း subset တော့ page not recommendation ဆိုပြီးပြတာပေါ့နော်ကျွန်တော်အခုဆက်လက်ချင်း star ကလည်း count တော့ခဲ့ပြီးဒီ page ကလည်း page ကလည်း recommendation ပြထားခဲ့တဲ့အတွက်ကြောင့်ဒီ page မှာတင်လိုက်တဲ့ post content ရဲ့ဒီ page မှာရှိတဲ့ follower အားလုံးရှိ ਉਹ notification ရောက်စေတယ်ဒီ page နဲ့ follower မဖြစ်တဲ့အခြားလူတွေရှိလို့လည်း Facebook က automatic suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့် follower အသစ်တွေတိုးပြီးလာမယ် reach engagement အသစ်တွေတိုးပြီးလာမယ်အတွက်ကြောင့်ပို့ပြီးမှအဆင်ပြေလာမယ်ဒီ page quality ပြန်စင်းတော့ခဲ့ပြီးဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော်ရဲ့ channel မှာ live group အနေနဲ့ screenshot ရိုက်ပြီးမှကျွန်တော်တင်ပြီးတော့မယ်အားလုံး うちの千鶴まで。